လေးတွေဖွင့်ပြမှုနောက်ကျရင်ဘာတွေဖြစ်နိုင်လဲကလေးတဦးရဲ့ဖွင့်ပြမှုနောက်ကျခြင်း development and daily အဲ့ဒါကဘာကိုပြောတာလဲဆိုတော့ကလေးတယောက်ရဲ့ရုပ်ပိုင်းစိတ်ပိုင်းလူမှုရေးပိုင်းဒို့မဟုတ်ဘာသာစကားစတဲ့အရေးချင်းတွေမှာအသက်အရွယ်လိုက်မိသင်းတဲ့အဆင့်ကိုမရောက်ပဲနောက်ကျနေတာကိုဆိုရပါမယ် ဒါကိုစောစီးစွာတတိမထားမိရင်တော့အခုပြောမယ့်ပြဿနာလေးတွေဖြစ်လာနိုင်ပါတယ်။တင်ယူမှုနဲ့ပညာရေးခက်ခဲများစာဖတ်ခြင်းစာရေးခြင်းနဲ့တင်ချဆွဲရည်တို့မှာတခြားကလေးများနဲ့ပွာဟမှုရှိနေနိုင်ပါတယ်။အာယုံစူးစိုက်မှုအားနေပြီးတော့ကြောင်းမှာအခက်ခဲတွေကြုံတွေ့နိုင်ပါတယ်။ထုတ်မြည်သူစွာလူမှုဆက်ဆံရေးနဲ့ ိတ်ခံစားချက်ပြဿနာတွေလည်းဖြစ်နိုင်ပါတယ်။အရာတွေကဘာတွေလဲဆိုတော့ခြားကလေးနဲ့ဆက်ဆံတဲ့နေရာမှာရှက်တက်တယ်ကြောက်တက်တယ်ဒါဆိုရင်တငယ်ချင်းလည်းနည်းနိုင်ပါတယ်။တတော်စိတ်ဖိစီးမှုများပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေလည်းလျော့နေလာပါတယ်။နောက်တစ်ချက်အနေနဲ့လောက်ရှာမှုနဲ့ကျန်းမာရေးဆိုင်ရာအဟန့်အတားတွေလည်းဖြစ်စီပါတယ်။ ကြွက်သားတွေအားနည်းလာမယ်။ခံချင်းကြီးကြီးမလုံးနိုင်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။ကြွက်သားတွေအားနည်းလာတဲ့အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်အားကစားဒါမှမဟုတ်တငယ်ချင်းချင်းကစားတဲ့နေရာမှာလည်းအခက်အခဲတွေတွေ့နိုင်ပါတယ်။ခလေးဖွင့်ပြမှုကိုအလွန်အမင်းနောက်ကြပါကနာတာရှည်ချမ်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဥပမာအာယုံကြောဆိုင်ရာ ချုပ်ရင်ချက်များ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်အလွန်မင်းနာမကြအောင်မလုပ်ခင်လေ။ဒါဆိုရင်ကလေးဆရာဝန်ဒါမှမဟုတ်ကလေးဖွင့်ပြမှုကိုကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ကလေးကိုအိမ်မှာလဲလေ့ကျင့်ပေးပါ။အထူးပညာရေးနည်းလမ်းတွေကိုသုံးပြီးတော့လဲလေ့ကျင့်ပေးနိုင်ပါတယ်။စိတ်ရှိပါ။ကလေးကိုအားပေးပြီးတော့ချစ်ချင်းမြတ်တာနဲ့ပံ့ပိုးပေးပါ။ဒီမှာသတိထားရမယ့်အချက်က ကလေးဖွံ့ဖြိုးမှုနောက်ကြတိုင်းအရန်ကြီးစိုးရိမ်စရာတော့မဟုတ်ပါဘူးဒါပေမဲ့ကလေးဖွံ့ဖြိုးမှုနောက်ကျနေပြီဆိုတာကိုစောစောတီစောစောကူတာနိုင်ရင်တော့ကလေးအတွက်အနာဂတ်ကောင်းလေးကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ကျမတို့ဒီချက်ချက်ဝင်မှာကလေးစိတ်ပညာကိုသူတင်နာလောက်ကဲ့မြဝင်သူတယောက်ဖြစ်ပါတယ်ကလေးတွေရဲ့ဖွံ့ဖြိုးမှု လေးတွေရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးကလေးတွေရဲ့ဖွံ့ဖြိုးမှုအတွက်မိဘတွေဆရာတွေနဲ့အတူလက်တွေလောက်ကန်လေးရရှိပါတယ်။ကလေးတိုင်းကပျော်ရွှင်ပြီးကျန်းမာတဲ့စိတ်ခံစားချက်အတွေးမြင်တဲ့အတူအနာဂတ်ကောင်းမြတ်ကိုပိုင်ဆိုင်စေချင်တာကတော့ကျမရည်ရွယ်ချက်ပါ။